ီလေမင်္ဂလာပါမင်္ဂလာပါဟုတ်ကဲ့ကဲဒီမှာတော့အာဆင်နယ်ဖန်တယောက်တော့တွေ့ပြီဒီလေအာဆင်နယ်ဖန်လားမဟုတ်ဘူးဟာမဟုတ်ဘူးလေအာဆင်နယ်အင်ဂျီဝတ်ထားတယ်ဒီမှာလည်းအာဆင်နယ်ဒစိမ့်နေဒီမှာလည်းပူမားနေနော်ဟုတ်ကဲ့ပါကဲညီလေးကိုကတော့အင်တာဗျူးတွေလိုက်ပြီးတော့ရွှေအင်တာဗျူးတွေလုပ်နေတာနော်အကိုကမေကွန်း၃ခုမေးမယ်ဖြေမလားဖြေလို့မှန်စကန်ခဲ့တယ်ဆိုလို့ရှိရင်တော့ညီလေးထုံးစံတိုင်းမယ်ကိုတို့ကတော့ညီလေးကိုကွန်ပျူတာစုံတွေချင်းချင်းပေးအပ်မှာပေါ့နော်ဖြေမလားမေကွန်းနေဖြေကြည့်လိုက်ဖြေကြည့်လိုက်မယ်တဲ့နော်နာမည်ဘယ်လိုခေါ်လဲညီလေးနာမည်မင်းမြတ်တူပြမင်းမြတ်တူရယ်နော်ညီလေး ဘောလုံးနဲ့ပတ်သက်ပြီးတော့တော်တော်လေးဝါသနာပါလားတင်းပါတိတ်ဝါသနာမပေါဘူးဒါဆိုလို့ရှိရင်ဘောလုံးအားကစားသမားတွေရောသိလားဟုတ်အဲမက်ဆီလောက်ပဲမက်ဆီလောက်ပဲတည်တယ်သူကတော့မက်ဆီတိတ်တယ်ဒါဆိုမက်ဆီနဲ့ပတ်သက်ပြီးတော့ကိုနည်းနည်းလေးမေးမယ်နော်သုံးလို့မှန်တယ်ဆိုလို့ရှိရင်ထုံးစံတိုင်းပဲကိုကတော့ကွန်ပျူတာဆွေချင်းတယ်မှာပမှန်ငယ်ဘူးဆိုလို့ရှိရင်လည်းအပျော်ပေါ့ကွာနော်ညီလေးနော်ဟုတ်ကဲ့အာဆင်နယ်ဒစိကြီးနဲ့သူတော့မက်ဆီ fan နဲ့အထူးထူးခြားခြားပဲညီလေးကိုစပြီးတော့မေးချင်ပါတယ်မက်ဆီနဲ့ပတ်သက်ပြီးတော့မက်ဆီကဘယ်ခြေတန်တာလားညာခြေတန်တာလားဖဲခြေကို ဘဲခြေတန်တာဟာဟုတ်ပြီပထမဆုံးမေးခွန်းကတော့ဘဲခြေတန်တာကိုတော့ပြောသွားခဲ့တယ်ပေါ့နော်မက်ဆီရဲ့အားကစားသမားဘဝမှာဘောလုံးကိုနော်လက်နဲ့ပုတ်သွင်းခဲ့တာရှိခဲ့သလားမရှိခဲ့ဘူးလားရှိခဲ့တယ်ရှိခဲ့ဘူးလေဟုတ်ပြီကြာနော်နှစ်ခုမှန်သွားခဲ့ပြီနော်လက်နဲ့ပုတ်သွင်းခဲ့တာရှိတယ်သူဘာစီလိုနာမှာကစားတော့မှာဘောလုံးကိုခေါင်းတိုက်တယ်လို့ねလက်နဲ့ပုတ်သွင်းသွားခဲ့တာရှိတယ်နော်မက်ဆီကအားကစားသမားဘဝမှာနော်အနာယူမယ်လို့ဆုံးဖြတ်ခဲ့ဘူးသလားမဆုံးဖြတ်ခဲ့ဘူးလား ဆုံးဖြတ်ခဲ့ဘူးလေထင်တာပဲထင်တာပဲတော့လုံးလို့မရဘူးဆုံးဖြတ်ခဲ့ဘူးလားမဆုံးဖြတ်ခဲ့ဘူးလားအဲ့ဒါလေးတစ်ချက်ဖြေပေးတေချာမက်ဆီပြိတ်သက်ဆိုရင်တော့သိလိမ့်မယ်ဆုံးဖြတ်ခဲ့ဘူးရယ်ဆုံးဖြတ်ခဲ့ဘူးရယ်ဆိုတော့ဘလို့ပဲဖြစ်ဖြစ် ဒါညီလေးရဲ့ဖြေဆိုမှုကမှန်ကန်ပါတယ်မှန်ကန်တဲ့အတွက်ကြောင့်မလို့ကိုကွန်ပျူစုဝင်ပေးမယ်ညီလေးကျေးဇူးအများကြီးတင်ပါတယ်ဖြေချပေးတဲ့အတွက်ကြောင့်မလို့နော်ကျေးဇူးပါညီလေးဒီစီဇန်ကတော့ကျွန်တော်တို့ဒီလိုမျိုးပဲလမ်းမတွေ့တဲ့ဘောလုံးအားကစားပရိသတ်တွေကိုစီဇန်တက်ဆက်ပြီးတော့အင်တာဗျူးလေးတွေမေးတာပဲဖြစ်ပါတယ်ခင်ဗျာစောင့်ကြည့်ပေးတဲ့ပရိသတ်တွေအားလုံးလည်းထူးပဲကျေးဇူးတင်ရှိပါတယ်နောက်ထပ်ဘယ်လိုမျိုးထပ်ပြီးမေးမြန်းသွားမလဲဆိုတာကတော့ကျွန်တော်နဲ့အတူတူကကြည့်ရှုဖို့အတွက်ထပ်မံဖိတ်ခေါ်လိုက်ပါတယ်ခင်ဗျာ